စစ်ဘိုလ်ချုပ်တွေပြောစကားရှိကျွန်တော်အစင်တိုးပေးတာလို့ဒီလိုစွမ်းရင်ပွဲစိတ်ပေးတာမျိုးလို့ဆိုတာကအလားပေးရကိုယ့်ကထရေးဆိုက်ပေးရတာမဟုတ်အဲ့တော့ဖော်ဖော်ဖော်ချင်းတွားချင်းပေးပြီးတော့အဲ့လိုမျိုးပေါ့နော်စီယုံရေးစင်းမှုဟိုရင်နဲ့ဘိုလ်ချုပ်တွေကပြောခဲ့ဘူးလေဟိုရင်တော့ဆိုဒီလိုမျိုးပေးဖို့ဆိုတာဒါကဒီနိုင်ငံတော်တမတာကနေပေးရတာပေါ့နော်နိုင်ငံတော်တမတာကနေပေးရတာဆိုတော့သူတို့အနေနဲ့ပေးခြင်းနဲ့သူကိုပေးလို့မရအောင်အခုသူ့လက်ထက်ကြာကမှသူ့ဘာသာသူသူ့ကိုသူပြန်ဘွဲတယ်ပေးအဲ့သူနဲ့ပနာတင်းတဲ့သူတွေ အကုန်လိုက်ပြီးတော့ဘွဲတွေပေးတာပေါ့နော်အဓိကသူကကိုယ့်ကထဲကပေးရတာမဟုတ်နိုင်ငံတော်ကနေပေးရစစ်ကောင်းဆောင်ကမြမနှစ်တစ်ကိုနေစံတရနေမှာကာကွယ်ရေးဝန်ကြီးဌာနကဗိုလ်ချုပ်ခွန်နဦးတိုင်းနယ်ပြည်နယ်ကဝန်ကြီးချုပ်တွေနဲ့စစ်ကောင်းစီအဖွဲ့ဝင်တွေအပါအဝင်39ဦးကိုကုံနူးဆောင်ဘွဲတွေပေးရခဲ့ပါတယ်ဒီလူပုဂ္ဂိုလ်တွေဟာနိုင်ငံဖွံ့ဖြိုးရေးအတွက်ထူးချုံပြောင်ပြောင်စွာ ကြိုးပမ်းခဲ့ကြတာကြောင့်အခုလိုကုံနူးဆောင်ဘွဲပေးရခဲ့တာလို့လည်းဆိုပါတယ်စစ်ကောင်စီကဂုံနူးဆောင်ဘွဲပေးတယ်တဲ့ ရိုဟင်ဂျာတွေကိုလူမျိုးတုံးတပ်ဖြတ်တယ်ဆိုတဲ့စွဲချက်နဲ့အာဂျင်တီးနားတရားရုံးကစေကောင်းဆောင်နဲ့အတူဝရမ်းထုတ်ထားတဲ့ဒုတိယဘူချုပ်ကြီးအောင်ကိုပြည်တော်စုစီသူတင်ကဟာပွဲပေးရခဲ့တာပါဒီပွဲဟာနိုင်ငံတော်သမ္မတကနှစ်စဉ်လွတ်လပ်ရေးနေ့ထိမ့်မှတ်ဖြစ်နေချင်းမြင့်တဲ့ပွဲတွေထဲမှာအမြင့်ဆုံးဖြစ်ပြီးအဆင့်၅ဆင့်ရှိပါတယ်အဲ့ဒီတဲကပြစ်စမတန်းစာဖြစ်တဲ့စီသူပွဲကိုစေကောင်းဆောင်ကဒုတိယဘူချုပ်ကြီးအောင်ကိုပေးရခဲ့ရလဲဖြစ်ပါတယ် တို့ကနိုင်ငံတကာပိတ်ဆို့အရေးယူရဲဆိုရင်တောင်မှပဲဒါတို့ကဂုံယူနေတာအဲ့လိုမျိုးပေါ့နော်ဒီဖန်ဝရန်ထုတ်တယ်ဆိုရင်တို့ကဂုံတောင်ဂုံယူနေအောင်မှာပေါ့နော်အပြီးရင်လည်းဒီဗိုလ်ချုပ်ကြီးအောင်ဟိုပေးတယ်ပေါ့နော်ဒီနိုင်ငံတကာကအရေးယူပြီဆိုရင်ဒါတို့ခိုင်းနေတာမကြောက်မရွံ့နဲ့ရရဲ့ဆက်ဆက်လုပ်တဲ့သူတွေပေါ့အဲ့လိုမျိုးတတ်မှတ်တယ်အဲအဲ့ဒါကြောင့်အဲ့ဒီလူတွေကိုလည်းဒါတို့ကပေးခြင်းဖြစ်ပါတယ်ခင်ဗျာဒါအပြင်စွမ်းဆောင်မှုဆိုင်ရာဂုံနူးဆောင်ပွဲတွေတဲကတိရိပြန်ချီပွဲဇေယျကြော်ထင်ပွဲဝနကြော်ထင်ပွဲ အလင်းကကြော်စာပွဲတွေကိုလည်းချီမြင်ခဲ့ပါသေးတယ်။လျှက်စစ်ဝင်ကြီးဌာနပြည်အောင်စုဝင်ကြီးဦးညံထွန်းစီးပွားရေးနဲ့ကိုတန်းရောင်းဝယ်ရေးဌာနပြည်အောင်စုဝင်ကြီးဦးထွန်းအောင်လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြည်လည်နေရာချထားရေးဌာနပြည်အောင်စုဝင်ကြီးဒေါက်တာစိုးဝင်းရခိုင်ပြည်နယ်ဝင်ကြီးချုပ်ဦးထိန်လင်းမွန်ပြည်နယ်ဝင်ကြီးချုပ်ဦးအောင်ကြည်သိန်းနဲ့မန္တလေးတိုင်းဝင်ကြီးချုပ်ဦးမြအောင်တို့အပါအဝင်နယ်ပယ်အသီးသီးကတာဝန်ရှိသူကိုယ်တို့ကိုချီးမြှင့်ခဲ့တာပါ။ ရခိုင်ပြည်နယ်မှာစစ်ကောင်စီအနေနဲ့အစိုးရဆုံးစစ်ရှုံးနေပြီးမြို့နယ်အလုံးကြီးပါကိုလက်လွတ်ထားရတဲ့အခြေအနေမှာရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ဝင်ကြီးချုပ်ဦးထိန်လင်းကိုစွမ်းဆောင်မှုဆိုင်ရာဂုဏ်သူဆောင်ဘွဲ့ပေးအပ်ခဲ့တဲ့အပေါ်ဝေဖန်မှုတွေလည်းရှိနေပါတယ်။ခိုင်လိုရပြည်နယ်လိုပေါ့နော်ဒါအေးရအလုံးစုံတင်းချိုးထားတဲ့နေပြည်တော်ကကြန့်ချိနေသေးတဲ့ဟာလာဒီရခိုင်ပြည်နယ်ရဲ့ဝင်ကြီးချုပ်ဒီအေကိုလည်းဒါသူ့အနေနဲ့ဟိုပြောမလို့သူ့အတွက် အဲဒါကျင်းကျင်းဟိုဖြစ်ဖို့ဒါမြှောက်ပြီးတဲ့သဘောမျိုးဟိုမြှောက်ပြီးတဲ့အားပြီးတဲ့သဘောမျိုးနေနဲ့ဒီလိုပွဲတစ်စိတ်တည်းမှာထွက်တွင်းအဲထည့်ပြီးတာလို့လည်းကျွန်တော်တို့ပြောလို့ရနိုင်ပါတယ်အထူးသဖြင့်သူ့ကိုကျွန်တော်တို့ဒီပွဲတစ်စိတ်ပြီးတာတွေပြန်လေ့လာကြည့်ရရင်သူဖားခြင်းနဲ့အဲသူ့အတွက်အဲဟိုစီယုံနဲ့အဲသဘောမျိုးနဲ့အဲဘောနော်အတုံးချခြင်းနဲ့သဘောမျိုးနဲ့ အပွေသူကုန်းတော်စိတ်တွေကိုပုံပုံပဲပဲအဲပြီးတာမျိုးတော့ကျွန်တော်တို့တွေ့မြင်ရတယ်ဗျာဒီအချိန်လေးတော့ရှိတယ်လို့ပြောလို့ရပါတယ်ဗျာစစ်ကောင်စီကဂုံနူးဆောင်ပွဲပေးတဲ့သူတွေတဲ့အမေရိကန်ဆွစ်ဇာလန်နဲ့ဥရောပသမဂ္ဂ EU အပါအဝင်နိုင်ငံတကာကရေးယူတန်းခတ်ပိတ်ဆို့ထားသူတွေလည်းပါဝင်ပါတယ်အဲ့ဒီထဲမှာဒုတိယဗိုလ်ချုပ်ကြီးအောင်အောင်ပိုးရွယ်အောင်သိန်းနဲ့ဒေါက်တာမှုထန်နိုးဟာတန်းခတ်ရေးယူခံထားသူတွေဖြစ်ပါတယ် ထားအပြင်စစ်ကောင်းဆောင်နဲ့နီးကပ်သူတွေစစ်တပ်နဲ့ရုရှားဆက်ဆံရေးမှကြောတနောက်ခံကူညီပြုနေသူတွေကိုလည်းဂုဏ်သူဆောင်ဘွဲ့တွေစစ်ကောင်းဆောင်ကပေးရလိုက်တာပါခုနဲ့ရင်းနေတဲ့သူတွေကတော့ဆ ्याम ကြီးဟိုအရင်ကတည်းကသူတို့ကပေးကြနေတာဒါပေမဲ့သူတို့မှပေးခွင့်မရှိဘူးလေတမတာမဟုတ်တော့ဒါပေမဲ့အခုအာနာသိမ့်ပြီးကာလမှာဟာတော့သူတို့ပလဲနံတဲ့အဖွဲတွေဇတ်ယူတပင်ယူကိုမင်းအောင်လာရအပွဲရမ်းကြိုက်တာဆိုတော့ဒီအမှုပညာတွေတွေလည်းဒါပေးတာပဲ စာပေနဲ့အနုတုခုမပညာရက်တွေမှာထိုးချုံပြောင်မြောက်သူတွေအတွက်ပေးအပ်တဲ့အလင်္ကာကြော်စွာဖွဲ့ကိုတော့စစ်ကောင်စီကရုပ်ရှင်သရုပ်ဆောင်ဦးကြည်စိုးဒရိုက်တာမောင်နှင်းမူဒေါ်ဝဝဝင်းရွှေနဲ့ဒေါ်ခင်တန်းတို့တို့ကို ပေးအပ်ခဲ့ပါတယ်။ဆီယနာမသိငင် ကာလကတော့ဒီကုံနူးဆောင်ပွဲတွေဟာနိုင်ငံတော်သမရကလွတ်လပ်ရေးနေ့မှာချီးမြှင့်တဲ့ကုံနူးဆောင်ပွဲတစ်စိတ်တွေဖြစ်ပြီးနိုင်ငံအတွက်ကြိုးပမ်းတဲ့သူတွေနိုင်ငံရေးဖွံ့ဖြိုးရေးတွေမှာဆွတ်ဆွတ်တမန်ပါဝင်ကြသူတွေကို တံမိုးထားစွာနဲ့ပေးရတဲ့ပွဲတွေလည်းဖြစ်ပါတယ်။ဒါပေမဲ့စစ်တပ်အာဏာသိမ်းပြီးချိန်မှာတော့စေကောင်းဆောင်ကဒီပွဲစိတ်တွေကိုအချိန်ခါမရွေးစိတ်တိုင်းကြပေးနေတာဖြစ်ပြီးစစ်တပ်အတွက်လှုပ်လှုပ်ကင်ပေးနေပြီးကြောတော့နောက်ခံပြုနေသူတွေကိုအတိတ်ကရွေးချယ်ပေးရနေရလည်းဖြစ်ပါတယ်။